မြေတက်လွင် channel ကိုစောင့်မျှော်အားပေးနားဆင်နေကြတဲ့ချစ်ရတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာယခုတစ်ခါမှာတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့ဆရာအကဆော်ရေးသားထားတဲ့အပွားဖြူလို့အမည်ရတဲ့ဖြစ်ရမှန်ပြရလောကဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူကိုခန့်မယ်ဖြစ်ပါတယ်ခင်ဗျာ ကျုပ်တို့ရွာလေးကတော်မကြမျိုးမကြရွာလေးတရွာဗျ။ကာလမိုက်ကိုမေးတင်ပြီးတော့တိဆောက်ထားတဲ့ရွာလေးတရွာပေါ့။ကာလန်ဘေးရွာဆိုတော့ထုံးစံအတိုင်းကာလန်နဘေးမှာပဲအိမ်တွေကိုစီတန်းပြီးတော့တိဆောက်ထားကြတာပေါ့ဗျာ။ကျုံနာမေကဘာမောင်။နာမည်အရင်တော့မဟုတ်ပေမဲ့ရွာမှာဘာမောင်လို့မေးလိုက်ရင်လူတိုင်းသိကြပါတယ်။ကျုပ်ကလဲလို့တယ်။ကျုပ်တို့ရွာရဲ့အရှိဘက်မှာမျိုးစာကောင်းတဲ့လေတွေအများကြီးရှိတယ်။ကျုပ်တို့ရွာရဲ့အနောက်ဘက်မှာတော့ရခိုင်ရိုးမှတောင်တန်းကြီးရှိတယ်ဗျ။ကျုပ်အိမ်မှာကျုပ်သမီးလေးရဲ့ရှိတယ်။ အဲ့ဒီတော့ကကျောသမီးလေးတယောက်တည်းရှိသေးတဲ့အချိန်ပေါ့အခုတော့သားသမီးကတောင်းရောက်တော့ရနေပါပြီဗျာဒီအဖြစ်ပြက်တွေကနှစ်တတော်ကြာကြာဖြစ်ခဲ့တာဆိုပေမဲ့ကျောက်တို့လင်မရတော့အဲ့ဒီဖြစ်ပြက်ကလုံးဝမေးလို့မရသေးဘူးဗျာအဲ့ဒီအဖြစ်ဖြစ်ခဲ့တာကျောက်သမီးအကြီးမငငယ်တုန်းကဆိုတော့အနည်း20လောက်တော့ရှိပြီပေါ့ဗျာဖြစ်ပုံကဒီလိုဗျာတရက်တော့ထုံးစံတန်းကျောက်လေတွေကနေပြန်လာခဲ့တာပေါ့စပားတွေကမှဲ့ပြီးမကြခင်ရိုက်ရတော့မယ့်အချိန်ပေါ့လေတွေကပြန်လာတဲ့အချိန်ဆိုတော့ညနေတော့စောင်းနေပြီပေါ့ ကောင်းကင်မှာလဲမိုးဝအောင်လို့ဗျဒီတော့တာမန်နေ့ထပ်ပို့ပြီးတော့မောင်းနေနေတနေပေါ့ဗျာကျောင်းအိမ်ရောက်တော့ရေမိုးချုံမလို့လုံနေတော့ကျုံမိမအိမ်မွားနေပြီးတော့ဆင်းလာတယ်ကိုဘမောင်ကျောင်းအရေးလေးတို့ဆိုင်အောင်သွားလာအောင်မယ်အေးအေးမိုးတော်ချုပ်တော့မဲကွာဟုတ်တယ်မတက်နိုင်ဘူးနေ့လေကလေးကသွားမလို့တော့သမီးကကြီးကြနေတာရဲ့လူခွဲမရှိတာရဲ့ကြောင့်မသွားနိုင်တာကျောက်လည်းရေတစ်ခွက်နှစ်ခွက်လောင်းနေရင်အရေးကြီးလို့လားကွာအရေးကြီးတယ်တော့ အကြီးလေးဆိုင်နဲ့ဝင်ရင်သူ့စီကနေငွေလေးနည်းနည်းလောက်ချီးမလို့တော့ရေးအိမ်မှာအတုံးပြတ်နေပြီမလားအေးကွာစဘာပေါ်ရင်တော့အတိုးနဲ့ပြန်ဆက်ပါမယ်လို့တေချာပြောခဲ့နော်ကျုပ်မင်းမလည်းထွက်သွားတယ်ကျုပ်လည်းရေချိုးပြရနဲ့အိမ်မောတတ်ခဲ့တယ်လေသမားရင်ဆိုတော့လေဒီတိုင်းတစ်တွေဝါးနေနေပဲခဏခဏစောက်ထားတာပေါ့ဗျာပြောရအောင်ပဲဗျကျုပ်မင်းမကျုပ်တို့ရွာမှာဆိုကိုးနောင်ကန်သူ့မိဘတွေကလည်းတစ်လုံးကန်လို့တော့ချမ်းသာတယ်ပေါ့ဗျာဒါမဲ့သူ့ပဲကံမကောင်းတာလားကျုပ်ပဲကံကောင်းတာလားပဲသူနဲ့ကျွန်တော်เนี่ยကြိုက်ကြတယ်ပေါ့ ဒါမဲ့သူ့မိဘတွေကလုံးဝသဘောမတူဘူးဗျာကျုံမိမကိုရွာအကြောင်းဆရာနဲ့လွတ်သဘောတူနေတာကျုံမိမကလည်းအဲ့ဒီအချိန်တုန်းကကျုံမကျုပ်ဆိုပြီးဖြစ်နေတာလေကျုပ်တို့ကလူကြီးတွေလင်းခိုးခိုးတွေးကြတယ်ညာနာတကောင်လည်းမကြောက်မလန့်သူတို့အိမ်အနောက်ကနေခိုးထွက်ပြီးတော့ရွာနောက်ဘက်ကမအူပင်ကြီးအောက်မှာခိုးခိုးတွေးကြတာကိုကျုပ်ကမိဘမဲ့တကောင်ကြွတ်ဆိုတော့သူတို့သဘောမတူရလဲတဘာဝကြပါတယ်တနေ့တော့ကျုံမိမဖြစ်မဲ့မထွေးရပိုက်ကြီးရောဗျာဟင်းဟင်းကျုပ်လက်ချက်ပေါ့သူ့အဖေကြီးဆိုစိတ်ဆိုးဆိုးနဲ့အဲ့ဒီကလေးကအိမ်မောကနေနှင်ချလိုက်တာ ကျုပ်လည်းဗာကြီးရင်ကတ်နေရတဲ့ကောင်ဆိုတော့လေရွာစုံမှာတဲအင်္ဂလေးဆောက်ပြီးတော့အတူတူပေါင်းတဲ့နေကြတာပေါ့ဗျာအခုနေတဲ့အင်္ဂလေးကလင်မယားနှစ်ယောက်နေဖို့အတွက်အမြန်ဆောက်ထားတဲ့အင်္ဂလေးအိမ်ထဲမှာလည်းမှောင်နေပြီကျုပ်မီးထိုးမှုလိုက်ရှာတော့လေဖျောင်းနိုင်မှာမတွေ့ဘူးကျုပ်မိမမထွေဖျောင်းနိုင်သွားဝဲတာဖြစ်မှာပေါ့အိမ်ရှိကမှာတော့ပကတ်ကလေးဆင်လာပြီးကျုပ်သမီးအကြီးမလေးကအိတ်နေတာသူကအဲ့ဒီတုန်းကတနစ်တောင်မပြည့်သေးဘူးပေါ့ကျုပ်လည်းကလေးပကတ်ထိုင်လွှဲနေနေစေးဘောလေးကလေးဖြွာနေမိတယ်အဲ့ဒီတုန်းကဆင်းရဲတာမလို့ ဆေးပေါ်လေးတောင်မှနေလျာတောက်ပြီးမိသက်ထားတဲ့ဆက်လက်အတူကလေးဖွာနေတာဗျ။အဲ့ဒီချိန်မှာပဲကျုံမိမပြန်လာတယ်။အိမ်ထဲမှာတော့အတော်မောင်းနေပြီဗျ။မထွေပြန်လာပြီလား။ကျုံမိမအနောက်မှာယောက်ျားတစ်ယောက်ပါလာတယ်။တေချာကြည့်တော့မှဘာကြီးဖြစ်နေတာကိုတွေးလိုက်ရတယ်။အော်ဘာကြီးမြင်လဲပါလာတာကိုသူတို့နှစ်ယောက်ကအိမ်ပေါ်မတက်သေးပဲလေကားနားမှာရောင်ပီပီလုံနေတယ်။ဟဲ့မိမမင်းတို့တွေကအိမ်ပေါ်တက်ခဲ့ကြလေ။ သူတို့အိမ်မုံတက်လာတော့ကလေးကလည်းလန့်ပြီးတော့ငိုတော့တာပဲဗျာကျုပ်လည်းကလေးစီကိုပြေးပြီးတော့ပကတ်လွဲပြီးတော့ချော့လိုက်ရတယ်သူတို့ကအင်းရှိခံမှထိုင်လိုက်ကြတယ်ကျုပ်တို့အိမ်မှာပြိဘောကမရှိဘူးဆိုတော့ကျမ်းမြင်ပေါ်မှာပဲထိုင်ကြရတာပေါ့ဗျာငါတို့ပိုက်စားတယ်ဗာကြီးဖြစ်သူကပြောရောဒါနဲ့ကျုပ်လည်းကျုပ်မိမအောင်လှည့်ကြည့်ပြီးတော့မိမရေထမင်းခူးခတ်ပြီးကျွေးလိုက်လေကွာမိမလည်းမယောင်မလဲနဲ့ထပြီးတော့အိမ်နောက်ဘေးကိုဝင်သွားတယ်ကျုပ်လည်းထမင်းစားတဲ့ဇပွဲဝိုင်းကလေးကိုယူပြီးတော့ချခင်းပေးလိုက်တယ် ဒါနဲ့ဘာကြီးနာငားညီနာနန်းလို့ပါလားငားတွေပါရတော့ပတ်လာလားမမဟုတ်ပါဘူးကွာဒါနဲ့ဘာလို့အိမ်ကိုဝင်လာရရလဲပြောစရာရှိရင်ကျုပ်ကိုခေါ်လိုက်ပေါ့ရပါတယ်ကွာဘာကြီးကအဲ့လိုပြောပြီးတော့ဆက်ထိုင်နေတယ်ဗျကျုပ်ကတမိကိုလွှဲနေရသေးတာပကတ်လှုပ်ထားတဲ့ဆောင်းလေးကတိုးနေတော့ကျုပ်တမိခြေထောက်တွေကပကတ်တွေကနေထွက်ကြနေတာကိုဘာကြီးကလှမ်းပြီးတော့ကြည့်နေတယ်ဗျမကြပါဘူးအိမ်တော်ဘေးကန်းထဲမှာအိုးတန်ခွက်တန်နေကြားလိုက်ရတယ် မိမရေအိမ်ထဲမှာမောင်းနေပြီကွဖျောင်းနိုင်နေပါလေဝဲလာတာမဟုတ်ဘူးအဲ့ဒီတော့မှမိမကထွက်လာတယ်လက်တစ်ဖက်မှာကျုပ်တို့လင်မယားစားဖို့ချက်ထားတဲ့ထမင်းအိုးကိုကင်လာပြီးတော့နောက်လက်တစ်ဖက်မှာတော့ဟင်းချက်ထားတဲ့တဲအိုးသေးသေးလေးကိုကင်ထားတယ်ဗျနောက်တော့ဇပွဲပေါ်အိုးတွေတင်ပြီးတော့ဘာကြီးနဲ့တူဖွင့်စားကြတယ်ဟာဒီမိမကလည်းပကံလေးပါလိမ့်နဲ့ထဲ့ကျွေးပါဟာဘာကြီးကလက်ကပြပြီးတော့ရပါတယ်ငါတူရဲ့အဲ့ဒီလိုပြောပြီးတော့တဲအိုးတဲကိုထမင်းတွေခတ်ထည့်ပြီးတော့စားတောက်နေကြတယ်ဗျ ကျုပ်လည်းတွေးမိတာဖျောင်းနိုင်မီမရှိတော့ပကံရှာလို့မတွေ့လို့များဒီလိုစားရတာလားပေါ့နောက်တော့ကျုပ်လည်းစိတ်ထဲထူးဆန်းလာတယ်ပါကြီးတထေးဖြစ်ပြီးတော့ဘာလို့ကျုပ်အိမ်ကမကောင်းမကန့်ဟင်းကိုလာကတ်စားနေရလဲပါလေကြီးတော်ကပါကြီးကိုအိမ်မွားနေမောင်းချလိုက်လို့လားပါကြီးကအင်းမလို့အဲမလို့ပဲထမင်းတွေသာပါဇက်တဲကျုံထဲ့နေတယ်ပါကြီးအိမ်မှာတခုခုဖြစ်ခဲ့မှအောင်ကျုပ်သိပြီထူးဆန်းတာကျုံမင်းမကလည်းစားသားဗျမထွေးရပုံမှန်ဆိုအစားနေတယ်ကျုပ်တာထမင်းတစ်လုံးချက်လောက်စားတာ ။ "तू อ่ะတပကံလောက်ပဲစားတာဗျ။အခုတော့စားလိုက်တာဗျ။မြင်ရင်ရှက်ရင်နဲ့ပဲ။ကျုပ်တို့လင်မယားစားဖို့ချက်ထားတဲ့ထမင်းအိုးကြီးလည်းပြောင်း။ဒဲအိုးလေးလည်းချက်ထားတဲ့ငါချောက်တွေလည်းပြောင်းသွားပါလေရော။ဒါရင်အားမရသေးလို့ဒံအိုးမှာကတ်နေတဲ့ထမင်းတို့လက်နဲ့သိမ့်ပြီးစားနေသေးတာ။ကျုပ်လည်းစိတ်ပူလာတယ်။ကျုပ်ထမင်းမစားသေးဘူးမလား။အခုတော့သူတို့နှစ်ယောက်စားလိုက်တာနဲ့ပြောင်းပြီ။ဒီချိန်မှာကောင်းကင်မှာလျှက်ပန်းလျှက်နေတွေထွက်လာတယ်။တခါတည်းကမိုးချိန်တန်တွေတရင်ချင်းနဲ့ထွက်ပေါ်လာခဲ့တယ်။လျှက်စီတစ်ချက်လက်လိုက်တဲ့အချိန်မှာ ကြုံမင်းမလက်ကိုကြုံကြည့်လိုက်မိတယ်။သူ့လက်ချောင်းတွေကတွယ်တွယ်ဖြူဖြူလေးတွေဖြစ်နေပြီးတော့လက်ထိတ်တွေကခြုံနေတယ်ဗျ။နောက်ပြီးသူ့မလက်ချောင်းကခုနှစ်ချောင်းတောင်ဖြစ်နေတာ။လက်မမပါဘဲနဲ့တွယ်တွယ်လေးခုနှစ်ချောင်းကညီနေလို့ဗျ။အမှန်ပြောရရင်ကျိုးအဲ့ဒီချိန်တော့လျှက်ပြတ်နေတဲ့အချိန်မှာလက်ချောင်းတွေကိုရေကနေတွေ့လိုက်ရတာဗျ။ဘယ်နှချောင်းဆိုတာရေတွဲလို့မရပါပဲ။ငါးချောင်းမကတာတော့ကျုံမျက်စိကကျင်းသေးတွေ့လိုက်တာ။ကျုပ်လည်းမျက်စိမားနဲ့ထင်ပြီးတော့တွေးနေမိလိုက်သေးတယ်။သူတို့ကဇပွဲကုန်းပေါ်မှာမျက်နှာသေးကြီးတွေနဲ့ထိုင်လို့ဗျ။ နောက်ပြီးတော့ကျောက်သမီးပခတ်ကိုအနည်းအောင်စလုံးကစိုက်ကြည့်နေကြတာဗျာဒီအချိန်မှာလျှက်စီးတစ်ချက်လက်သွားတယ်ကျုပ်လည်းအံ့ဩသွားတာပေါ့သူတို့ကမျက်တောင်ညီကြီးတွေနဲ့သမီးလေးပခတ်ကိုကြည့်နေတာပါလားငါစားခြင်းနေကျုပ်မိမအသာခါအော်ကြီးနဲ့ခါရှရှကြီးဖြစ်နေတာကျုပ်လည်းဒီအချိန်ထိတော့မဟုတ်တာမတွေးမိသေးဘူးဘာစားခြင်းတာလဲအိမ်မှာထမင်းကုန်ပြီလေဒီတော့မှကျုပ်မိမပခတ်ကိုလက်ညှိုးထိုးပြတာဗျကျုပ်ပြန်လန့်သွားတယ်စိတ်ထဲလည်းတမျိုးကြီးဖြစ်သွားမိတာပေါ့ ဒီအချိန်မှာပဲဓမီတလက်လက်နဲ့လူတယောက်ကကျောက်တို့အိမ်ရှိရာဖျက်ရှောင်နေတယ်။နောက်တော့ကျောက်တို့ channel ကိုဝင်လာတယ်။ဓမီအလင်းရောင်နဲ့အဲ့ဒီလာတဲ့သူရဲ့မျက်နှာကိုမြင်လိုက်ရတော့မှကျောက်အံ့ဩသွားတယ်။ channel ကိုဝင်လာတဲ့သူကကျောက်မင်းမှဖြစ်နေတယ်။မင်းမင်းဘာလုပ်လဲ။အိမ်ထဲထိုင်နေတဲ့ကျောက်မင်းမကိုကြည့်လိုက်။လေကားကနေတက်လာတဲ့ကျောက်မင်းမကိုကြည့်လိုက်နဲ့ကျောက်တော်တော်ကြောက်နေမိတာ။ဒီအချိန်အိမ်ထဲမှာထိုင်နေတဲ့ကျောက်မင်းမကလေကားကနေတက်လာတဲ့သူကိုဟဲ့ဒါငါအိမ်နင်တက်မလာနဲ့။ အဲ့ဒီလိုလက်ညှိုးထိုးပြီးပြောလိုက်တော့လေကားနဲ့တက်လာတဲ့တုံမင်းမလေးလန့်သွားတယ်ဗျနေနေမတူလဲကျုပ်ပြင်ဝေဝဲမရအောင်ဖြစ်သွားတယ်ကျုပ်မင်းမနှစ်ယောက်ကတယောက်နဲ့တယောက်ကတပုံစံနဲ့တူနေရမလားအပြင်းဝင်လာတဲ့ကျုပ်မင်းမလည်းကျုပ်ကိုလှမ်းကြည့်တယ်အဲ့ဒါဘာတူလဲတဲ့ကျုပ်လည်းဘာမှမပြောနိုင်တော့ဘူးအပြင်းနဲ့ဝင်လာတဲ့မိန်းမလက်ထက်ကတံမီးကိုထုံးလာတယ်တံမီးအလေးရောက်နေကျုပ်တို့အိမ်လေးကမှုံပြပြလေးမြင်နေရတယ်ကျမ်းပြင်မှာထိုင်နေတဲ့ကျုပ်ပါကြီးခြေထောက်မှာရှွံ့နေပေးနေတယ် နောက်ပြီးတခုထူးဆန်းတာကကျမ်းမြစ်မှာစောင်းကြောင်ထိုင်နေပေမဲ့သူ့ခြေချောင်းတွေကတင်မားနောက်ရောက်ပြီးအပြင်ုံထွက်နေတယ်။စောင်းကြောင်ထိုင်ရင်ခြေချောင်းနေနဲ့ပဲခြေပေါ်ကအရှိမပဲရှိရမယ်မလား။ဒီခြေတော့ကိုကြည့်ပြီးကြုတ်လေတော်တော်ထူးဆန်းသွားတာ။အဲ့ဒီချိန်မှာပဲကြုံမင်းမအိမ်ပေါ်မှာထိုင်နေတဲ့မိန်းမမျက်နှာကိုတံမီးနဲ့ထိုးလိုက်တယ်။ကြုံမင်းမတော့ကြုံမင်းမမျက်နှာပါပဲဗျာ။ဒါမဲ့အသားကတော့တော်တော်ဖြူတာဗျ။အဖြူကလည်းရုပ်ရှင်မင်းသားမင်းသမီးတွေဖြူနေတယ်လို့မဟုတ်ဘူး။ထောင်းတောက်ထားတဲ့နေရန်ကြီးလိုဖြူဖြူဆွတ်ဆွကြီးဗျ။အဲ့ဒီချိန်မှာပဲကြုတ်တိလိုက်ပြီ။ ကျုပ်လည်းထိုင်နေရနေထပြီးတော့ပကတ်စီကိုပြေးသွားလိုက်တယ်။ဒီအချိန်မှာပဲထိုင်နေတဲ့ကျုပ်မိန်းမကလည်းပကတ်စီကိုပြေးလာပါရော။ကံကောင်းလို့ဗျာကျုပ်ကခြေတလန်းပို့ဦးသွားတယ်။ပကတ်ကိုကင်ပြီးတော့ကျုပ်ကိုယ်လုံးနဲ့အုပ်ထားလိုက်တယ်။ကျုပ်မိန်းမလက်တွေကပကတ်ကျိုးတွေကိုကင်ပြီးဆွဲနေတယ်။ကျုပ်လည်းသူ့ကိုတွန်းထုတ်လိုက်ပြီးတော့တမီးလေးကိုပကတ်ထဲရနေဆွဲထုတ်လိုက်တယ်။နောက်တော့အိမ်မောကနေခုန်ဆင်းလိုက်တယ်။ကျုပ်တို့အိမ်ကအိမ်ရှိမှာပြတင်းမောက်တွေရှိတယ်။ညာရီခန်ဒီမှာအဲ့ဒီပြတင်းမောက်တွေကိုလိုက်ကာစားတွေပလတ်စတစ်စားတွေနဲ့ကားလိုက်တာဆိုတော့ပုံမှန်ချင်းဆိုတကားပွင့်နေတတ်တယ်။ ကျုပ်အင်အောက်ကိုဘလို့ရောက်မှန်းမသိရောက်သွားတယ်တမီးလေးကိုလည်းပိုက်ထားလို့ပေါ့အင်အောက်ရောက်တော့လေကားအတက်ကကျုံမိမကိုပြောလိုက်တယ်မိမကြီးပြေးပြေးဘာကြီးရင်ကိုပြေးဟိကျုပ်လည်းအော်ပြီးထွက်ပြေးတော့တာပါပဲရွာဆိုမှာဆိုတော့ကျုပ်တို့အိမ်လေးပြေးမှာဘာအိမ်မှမရှိဘူးဗျတခြားအိမ်နေနဲ့အတော်လေးကိုလမ်းတာကိုကျုပ်ပြေးတော့ကျုံမိမလည်းနောက်ကနေပြေးလိုက်လာတာကိုတွေ့လိုက်ရတယ်ဒါမဲ့ဗျာအယောင်ယောင်အမမနဲ့ပြေးလာတာလည်းဒီကြောင်ကျုပ်ချက်တော့တွေကလည်းတုံရင်နေတာဆိုတော့အားမရှိသလိုကြီးဖြစ်နေတာဗျပြန်အောင်မပြောပြတတ်ဘူး ပြေးနေပေမဲ့အရှိကိုတိတ်မရောက်ဘူးဗျအနောက်ကိုကြည့်တော့လေတရဲမကြီးကအိမ်မွားနဲ့ခုံချလာတာဗျို့သူ့နောက်ကကျုပ်ပါကြီးကလည်းလေကားနဲ့နောက်ပြန်ကြီးခုံချလာတယ်ကျုပ်မိမကကျုပ်ထပ်ပုံများနေအရှိကနေပြေးနေတဲ့ကျုပ်ကိုမိလာတယ်ကျုပ်စိတ်ကလည်းထိမရဘူးဗျအနောက်ကနေလိုက်လာမလားဆိုပြီးတော့လှည့်ကြည့်မိလိုက်တယ်အဲ့ဒီခါမှာကျုပ်ကြောဘက်မှာတရဲမကြီးကရောက်နေနေပြီမျက်နှာဖြူဖြူကြီးနဲ့ကျုပ်လှည့်ကြည့်လိုက်တဲ့အချိန်မှာသူနဲ့ကျုပ်နဲ့မျက်နှာချင်းဆိုင်လူလီပါဖြစ်သွားတယ်ကျုပ်လည်းတမီးလေးကိုရင်ခွင်နဲ့အတင်းကျပ်ဖတ်ထားလိုက်တယ် ဒီချိန်မှာပဲကျုံနောက်ကျုံမှာချမ်းမီတက်လာတယ်။တကူလုံးလဲကြက်သိန်းတွေထောင်ထနေတော့တာဗျ။တရဲမလက်ကြီးကကျုပ်ကိုလုံးပေါ်ရောက်လာပြီးတော့ကျုပ်ကိုဆွဲထားတာ။ကျုပ်လည်းဘာလို့ရောက်လဲမသိတော့ဘူး။ကောင်းနေရလဲဘာမှမပေါ်တော့ဘူး။ကြံမိကြံရနဲ့ကဲပါအောင်လို့ထအော်လိုက်တယ်။နောက်တော့ကွင်းမရင်ကဲပါအဲ့လိုအော်လိုက်မိတာ။ဗစတဲ့ရှိတာအော်လိုက်မိတယ်ဆိုပေမဲ့ကျုပ်တို့လေယာဉ်လုပ်ငန်းလုပ်တဲ့အခါမှာလေပိုင်ကွင်းမိုင်တွေကိုပူဇော်ရတယ်။ကျုပ်လည်းအဲ့ဒါကိုတတိယရသွားတယ်။အဲ့ဒီချိန်တုန်းကတော့ကျုပ်ကဖျားတရားဘာမှမလုပ်ဘူး။တပတ်မှတရက်တောင်ဖျားမရှိခိုးဘူး။ ုံမင်းမလည်းဖရာတရားအားနေတာလည်းပါတယ်ဖရာစာရုပ်ဖို့မပြောနဲ့ဘာဖရာစာမှာခေါင်းနဲ့မရှိဘူးဗျာထူးတော့ထူးစမ်းနေကျုပ်អော်လိုက်ပြီးတော့ကျုပ်တို့ပြေးနေတဲ့လမ်းဘေးကကွင်းထဲကနေနေရိုင်းကြီးတကောင်ကပြေးလာတာဗျနဲတဲ့ကောင်ကြီးမဟုတ်ဘူးဒါမဲ့အရေးလိုလိုကြီးပဲမြင်ရတယ်အဲ့ဒီကောင်ကြီးကလာတော့တရေလက်တွေကညော့သွားတယ်ကျုပ်လည်းအားကုန်ပြေးတော့တာပေါ့ဗျာနောက်တော့ရွာလမ်းဘေးနားမှာရှိတဲ့ရွာတော်ရှင်နန်းကိုကြော်လာခဲ့တယ်အဲ့ဒီခါမှာတရေမကြီးကစမလိုက်တော့ဘူးဗျအဲ့ဒီနန်းနန်းမတိုင်ခင်မှာမတက်ကြီးရက်နေတယ် ကောင်းကင်ကတဖြည်းဖြည်းနဲ့လက်နေတဲ့လျက်စီးအောင်လေးကြောင့်တစ်ချက်တစ်ချက်မှာတရေမကြီးကိုမြင်နေရတယ်။မတရက်နေပေမဲ့ခြေထောက်ကြီးကပြောင်းမြန်ကြီးပြ။ဖနောက်ကအရှိမဖြစ်နေတာ။ကျုပ်တို့လင်မရလဲဘာကြီးအိမ်ကိုရောက်မှန်းမသိရောက်လာကြတာပေါ့ဗျာ။အေးမင်းတို့ကရွာစုံမှနေတာဆိုတော့တရေတစ်ပတ်နှောက်ရက်တာဖြစ်မှာပေါ့။ဘာကြီးကကျုပ်ကိုပြောတယ်။ကျုပ်ကဘာကြီးမျက်နှာကိုကြည့်ပြီးတော့တရေကြီးကအယောင်ဆောင်တာများလားဆိုပြီးတော့ကြောက်နေသေးတာဗျ။အဲ့ဒီညတော့ကျွန်တော်တို့အိမ်မပြန်ရဲတော့ဘူး။ ။ဘာကြီးကပရဲ့ရီတွေတိုက်ပြီးတော့သူ့အိမ်မှာပဲကျုပ်တို့ကအိတ်ကြတယ်။ဒါမဲ့အိတ်မပြောပါဘူးဗျာ။အိမ်မက်ထဲမှာတရဲမကြီးကိုပဲမြင်နေရတယ်။ကျုပ်လက်လန့်ပြီးတော့ထအော်တာလေးငါကမကဘူးဗျ။မနဲ့မိုးလင်းတော့မှပဲကျုပ်တို့လည်းအိမ်ကိုပြန်လာခဲ့ကြတာ။ကျုပ်ဖြင့်ကျုပ်တို့အိမ်ထဲကိုမဝင်ရဲသေးပါဘူးဗျာ။ရွာသားလေးငါရောက်ပါလို့တော်သေးရဲ့။ထူးဆန်းတာကျုပ်တို့အိမ်တိုင်းအိမ်လုံးပွာစလောင်းလန်နေတာပါပဲဗျာ။အင်ကြီးတို့တယောက်ယောက်ကမှွေသွားသလိုရှိသည်မအရာအလုံးကပွားနေတာရွာလူတွေကတော့တခိုးမှွေတယ်လို့ထင်ကြမယ် ကျုပ်ကတော့အဲ့ဒီလိုမထင်ဘူးကျုပ်တို့ရောက်မှတခိုးမရှိဘူးဗျတကားရယ်ဆိုဖွင့်အိတ်ကြတာတခိုးကခိုးမယ်ဆိုရင်လည်းဘာလို့ဆင်းရဲတဲ့ကျုပ်တို့အိမ်ကိုလာခိုးမလဲဗျစဉ်းစားတာကြီးကြပြီးတော့ကျုပ်တို့အဲ့ဒီနေရာမှာဆက်မနေရတော့ဘူးဒါနဲ့ကျုပ်တို့အိမ်ကလေးကိုပြစ်ထားပြီးတော့ဗာကြီးအိမ်ရောက်မှခဏနေကြတယ်ကျုပ်တို့တတင်းလည်းရွာထဲကိုပြန်သွားတော့တာပေါ့ဗျာဒီတော့မှကျုပ်မိမရဲ့မိဘတွေကကျုပ်တို့ကိုတနာသွားပြီးတော့သူတို့အိမ်ခြံဝန်းထဲမှာတထက်အိမ်ကလေးကိုစောက်ပေးတယ်ကြီးမျက်နှာနဲ့ဗာနဲ့ဆိုတော့လေကျုပ်တို့လည်းပြန်ပြီးအစီအမင်းသွားတော့တာပေါ့ဗျာ ်ကျုပ်တို့လည်းအဲ့ဒီနောက်ပိုင်းကစပြီးတော့ဖရာတရားလှုပ်တော့တယ်ကျုံမိမရဲ့မိဘတွေကလည်းဖရာတရားကိုင်းဆိုင်နေသူတွေဗျကျုပ်ဆိုအဲ့ဒီနောက်ပိုင်းဖရာကိုတနေ့တုံးချိန်လောက်ရှစ်ခိုးတော့တာပဲဗျို့တမီးလည်းတနေ့ပြေတော့ရွာဦးကျောင်းဆရာတော်ပြင့်ပြီးတော့မွေးနေ့ဆွမ်းကြွေးလေးလှုပ်တာပေါ့ဗျာဆရာတော်ဒီကျောင်းလျှောက်တင်တော့อืมဒါဟာဖွားဖြူကြီးရဲ့လက်ချက်ဖြစ်ရမယ်ဆရာတော်ကလည်းအဲ့ဒီလိုပြောတယ်ရွာလူတွေကလည်းအဲ့ဒီလိုပြောကြတာကိုဗျဒီတော့ဖွားဖြူကြီးကဘာတူလဲဆိုတာကျုပ်သိချင်တယ် ဟိုဖွားပြူကြီးကဘသူပါလဲဖေ။ဦးစင်းတော့တိတ်ပြီးမတိလိုက်ဘူး။လွန်ခဲ့တဲ့အနှစ်20လောက်ဦးစင်းတို့လူငယ်ဘဝတုန်းကဒီလိုပဲရွာမှာဖြစ်ခဲ့ဘူးတဲ့။ဟိုအပန်းမကြည့်ရင်မိန်တော်မူပါဖေ။တပည့်တော်သိကျင်လို့ပါ။အဲ့ဒီတုန်းကဦးစင်းတို့ကလူငယ်ပေါ့။အသက်20ကျော်လောက်ပေါ့။အဲ့ဒီတုန်းကရွာမှာမိညက်ဆိုတဲ့ကလေးတယောက်ရှိတယ်။မိညက်ကဦးစင်းတို့နဲ့ဆွေမျိုးမကင်းလက်တော့ပါတယ်။တရက်တော့မိညက်အမေဒေါ်လုံးတင်တို့ရုံးမပေါ်တက်ကြတယ်။ အဲ့ဒီချိန်မှာမှုရသည်ဆိုတော့မှုဆုတ်ဖို့သွားကြတာပေါ့တကာကြီးတည်တဲ့အချိန်မှာယိုးမနဲ့တို့ရွာကနေတပိုင်းတက်တာလောက်သွားရတာမလားဒေါလုံးတင်ကြီးထွက်သွားပြီးတော့ညနေရောက်တော့ရွာကိုတယောက်တည်းပြန်လာတယ်သွားကြတော့ကတော့လင်းကားရောက်စုပြီးသွားတာပြန်လာပေါ်ကလည်းငုံငုံငန်ငန်ကြီးရဲ့နေရလဲစောင်းတော့မယ့်အချိန်ကြီးပေါ့အဲ့ဒီချိန်မှာရွာလမ်းမပေါ်ဆော့နေတဲ့မိညက်ကိုကောက်ပြီးတော့ပွေ့ချီသွားပါရောလားပြီးတော့ရွာလမ်းအတိုင်းရွာပြင်ကိုထွက်သွားတယ်မိညက်ဆိုတာငိုလိုက်တာမပြောပါနဲ့ ဦးဇင်းတို့ကအဲ့ဒီတုန်းကလေတဲကနေနွားတွေတိမ်ပြီးပြန်လာတာပေါ့ဒေါ်လုံးတင်ကြီးကငိုယိုနေတဲ့မိညက်ကိုချီပြီးတော့တောဆက်ကိုဝင်သွားပါရောဦးဇင်းတို့ကလည်းသူ့အမိနဲ့သူ့သမီးဆိုတော့လည်းဘာထူးစမ်းမှလည်းပေါ့နော်နောက်တော့ရွာထဲပြန်ရောက်တော့ညနေတတော်မိုးချုံမှဒေါ်လုံးတင်တို့မိုးသွားဆွတဲ့သူတွေရောက်လာပါရောအားလုံးကလည်းမိညက်ကိုချီသွားတာတွေ့တော့မိညက်ကြောင့်မေးတာပေါ့ဒေါ်လုံးတင်ကြီးကသူ့အခုမှရွာကိုပြန်ရောက်တာဖြစ်ကြောင်းမိညက်ကိုသူ့မခေါ်ကြောင်းပြောတော့အစတော့မယုံကြဘူးဒါမဲ့သူနဲ့တူလိုက်သွားတဲ့သူတွေကအာမခံပြီးပြောတော့မှ မင်းညက်ခေါ်သွားတာတော်လုံးတင်မဟုတ်မှန်းသိလိုက်ရတယ်။တင်မဗျာအဲ့ဒီမင်းညက်ကိုရော ပြန်တွေ့သေးလား။ရွာလူတွေ၃-၄ရက်လောက်တောင်းနေပြီးရှာတာတော့မှမတွေ့တော့ပါဘူးတကကြီးရဲ့။တို့ရွာနောက်ကတောဆိုတော့ဘလောက်နဲ့တာမှတ်လို့ခြုံမင်းတွေလောက်ပဲရှိတာမလား။နောက်တော့မှတို့ရွာနားနဲ့အနီးနားရွာလေးတွေမှာလူရောင်ဆောင်ပြီးတော့အဲ့ဒီလိုခလေးတွေကိုဖမ်းခေါ်သွားတတ်တဲ့တဲ့တင်နဲ့ကြားရတယ်။အဲ့ဒီတရေမကြီးကိုအဖွားဖြူကြီးလိုခေါ်ကြတဲ့ ျုပ်လည်းဆရာတော်စကားကိုနားထောင်ရင်းနဲ့တကူလုံးကြက်သိန်းတွေထားလာခဲ့တယ်။ကံကောင်းလို့တာပေါ့ဗျာ။ကျုပ်တာမမြန်ရင်ကျုပ်တာပခတ်စီသွားတာနောက်ကျရင်အခုလောက်ဆိုကျုပ်သမီးလေးကိုတရေရဖမ်းသွားပြီဗျ။ကျုပ်သမီးလေးကလည်းအသားဖြူဖြူဝဝကိတ်ကိတ်ကလေးဗျ။ကျုပ်ကတကယ်ဖြစ်ခဲ့တာပါလို့ပြောရင်နားထောင်တဲ့သူတွေကတော့ယုံကြည်မှယုံမယ်။ဒါမဲ့တကယ်ဖျားပေးပေးကြမ်းပေးပေးပါဗျာ။ကျုပ်တို့ရွာကိုလာခဲ့ရင်လူရောင်ဆောင်ပြီးကလေးကိုလာလူတဲ့ကျုပ်တို့အဖြစ်ရွာသားတွေကတယောက်တစ်ပေါက်ပြောပြကြပါလိမ့်မယ်။ကျုပ်သမီးလေးနာမည်ကိုနှင်းဖြူလို့နောက်တော့နာမည်ပေးလိုက်တယ်။ အဲထူးစန်းတာကျောက်သမီးရပဲလိပ်ပြလှလို့လားဘာလို့လားတော့မသိဘူးကျောက်သမီး၄၅နှစ်လောက်အရွယ်မှာအဲ့ဒီအဖွားဖြူဆိုတဲ့တရေမကြီးကနောက်တစ်ခေါက်လာပြီးတော့ခေါ်ပြန်ရောဗျာခင်ဗျားတို့သိကျင်သွားပြီမလားအခုတော့တော်ပြီပေါ့နောက်ရကြတော့ကြုံရင်ကြုတ်ပြောပြမယ်ကြုတ်တို့ရွာမှာအခုဒီခလေးတွေကိုလွတ်မထားရဲဘူးခလေးတွေအိမ်ထဲမှာအခန်းထဲမှာတယောက်တည်းအိမ်နေမျက်နှာလွှဲမထားရဲဘူးပြောဘာလို့လဲဆိုတော့သိရမလားအဲ့ဒီအဖွားဖြူဆိုတဲ့တရေမကြီးကိုကြောက်လို့ပေါ့ဗျာ အခုလိုအဆုံးနှိလိုက်ပါအားပေးနားဆင်ကြကြတဲ့ပရိသတ်များအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်။ကြံရှိနေသေးတဲ့အပိုင်းစံများကိုဆက်လက်နားဆင်နိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့မြန်တန်လွေ channel လေးကိုလိုက်ကန် subscribe လုပ်ထားပေးဖို့တောင်းဆိုလိုက်ရပါတယ်ခင်ဗျာ။